တော့အကောင်းဆုံးကဏ္ဍတစ်ခုကြည့်အောင်ကျွန်တော်ဒီ66နှစ်ကိုကဏ္ဍလေးလာတယ်ဗျာအဲ့66နှစ်ဆိုတဲ့ကဏ္ဍလေးလာတဲ့ချိန်မှာဘေကဏ္ဍလေးဆိုတော့ဒီလေတိုင်းနံပါတ်6ကဗျာဒီနံပါတ်6ကိုဘာလို့သူထည့်လိုက်တာလေးဗျာဒီနံပါတ်6ဒီ6လို့သူဘာလို့ထည့်လိုက်လဲပေါ့နော်ကျွန်တော်ဒီ143မှာကဏ္ဍလေးလာတဲ့အခါမှာဒီရလေကဏ္ဍနံပါတ်၄ပေါ့ ဒီရအလေကနံပါတ်လေးကိုဒီနံပါတ်လေးလို့များဘာလို့ထည့်လိုက်တာလေးပေါ့နော်အဲ့တော့ကျွန်တော်ဒီ3ခွန်ခွန်ဆိုတဲ့နေရာမှာဒီရလေနံပါတ်ခွန်အဲ့နံပါတ်ခွန်ကဒီရနံပါတ်ခွန်ဆိုတဲ့ကနဒီနံပါတ်ခွန်ဘာလို့ထည့်ပေးလိုက်တာလေးပေါ့နော်အဲ့ဒါလေးတွေတွေးခေါ်ပြီးတော့ဆော်တဲ့အချိန်မှာအခုဒီပွဲမှာ तू ကဒီနေရာမှာနံပါတ်6ဆိုတဲ့ကနရှိတဲ့ဒီ6ကြီးက तू ကကနန်နေထားရအောင် သူထည့်ထားတဲ့နံပါတ်ကြောင့်မလို့ဒီနံပါတ်6ကိုသူ6ကိုဘာလို့ထည့်လိုက်တာလဲဆိုတော့သိချင်တယ်ပေါ့နော်ဒီနံပါတ်4ကိုဒီနံပါတ်4ကိုဘာလို့ထည့်လိုက်တာလဲဒီနံပါတ်9ကိုဘာလို့နံပါတ်9ထည့်လိုက်ဒါဆိုရင်ဒီနံပါတ်6ကျွန်တော်ထည့်လိုက်ပြီနော်ဒီနံပါတ်6ဆိုတဲ့ကဏ္ဍကိုကျွန်တော်ထည့်ချလိုက်တယ်ဗျာအရှိကြီးရှိသေးတယ်ပေါ့ဗျာခွန်ခွန်ထည့်တယ်၄၄ထည့်6ထည့်တယ်အဲ့တော့အဲ့ကဏ္ဍကဘာကိုရည်ရွယ်သွားလဲဆိုတော့ ဒီဘေးမှာရှိတဲ့နံပါတ်၈ပြဒီဘေးမှာရှိတဲ့နံပါတ်၈အဲ့ဒီနံပါတ်၈နဲ့ဒီနံပါတ်၆သူကဘာကောက်ထဲလဲဆိုတော့လေးဆိုရကနကောက်ထဲနေတယ်ဗျာဒီနံပါတ်၈ကြီးနေဒီနံပါတ်၆နဲ့လေးလို့ထဲရကနဒီဘေးက၆ကဒီထဲထားတယ်လို့မျိုးတွေ့တယ်ဗျာနော်အဲ့တော့ကျွန်တော်ဒီဘေးမှာဆိုနံပါတ်၃ညာဆိုရကနရှိတယ်ဒီမှာနံပါတ်၃ညာရှိတယ်ဒီနံပါတ်၃ညာနဲ့ဒီနံပါတ်၄ရ၄ဆိုရကနထဲထားတယ် ဒီနံပါတ်3ညနဲ့ဒီနံပါတ်4ဆိုရကနအဲ့ကနပေါင်းချင်းလေးကသူက4လို့ခေါ်ထဲတယ်ဗျနော်ဘာခေါ်ထဲလဲဆိုသူက4လို့ခေါ်ထဲတယ်ဗျအဲ့တော့ဒီကနနှလုံး4ထဲတယ်ကနဒီနံပါတ်4ဆိုရကနဒီကိုထဲတော့တယ်ဗျအဲ့တော့ဒီနံပါတ်ခေါ်ဒီနံပါတ်ခေါ်ဒီခေါ်လာထဲတယ်ဆိုတော့သူ့ဘေးမှာနံပါတ်ခေါ်ဆိုရကနရှိတယ်ဗျဒီနံပါတ်ခေါ်နဲ့ဒီခေါ်ဘာဖြစ်လို့လဲ လေးလို့တိုက်ဆိုင်နေတဲ့နံပါတ်တွေရမယ်ပြဒီခွန်ခွန်ဆိုရယ်ကနနှလုံးကဘာဖြစ်လဲလေးဆိုရယ်ကနမတွတ်တိုက်နေပြနော်အဲ့လိုတိုက်လို့ကနန်းကိုထဲလာတဲ့ဒီနံပါတ်ခွန်ဒီခွန်ထဲတယ်ဆိုရင်ကျွန်တော်ဒီနံပါတ်6ဆိုရယ်ကနဒီကို6လို့ကြားတယ်ဆိုတော့ तू ကဘေးမှနံပါတ်6ဆိုရယ်ကနရှိတယ်ပြဒီနံပါတ်6နဲ့ဒီနံပါတ်6ဟာဆိုလို့ရှင်ဒီကနနှလုံးရဲ့ပေါင်းခြင်းချိန်ထားတဲ့နံပါတ်ကဒီ6နဲ့ဒီ10ပေါင်းခြင်းချိန်နေကနန်းတာ လေးပါပဲလို့ပြောတဲ့သဘောရောက်ပြီဒီတင်ကြီးတားဤတွေးနေတယ်ဗျာသဘောပေါက်ပြီနော်အဲ့တော့ဒီ6ကပါလို့ကြားတာလေဆိုတော့သူဘေးမှာ6ဆိုလေခဏလေးဖြစ်တော့ဒီ6 6ကြီးကကောက်ကြနေသူတုံညာလေးဖွင့်ထားတယ်ခဏဒီလေးကဒီကိုပြစ်ကြတယ်ဒီကနန်းနှလုံးပေါင်းခြင်းကလေးဖြစ်နေတယ်ဒီနဘခွန်ကဒီကိုကြတယ်ဆိုရင်ဒီကနန်းနှလုံးပေါင်းခြင်းကနံပါတ်လေးဖြစ်နေတယ် ဒီနံပါတ်၈ကဒီဟိုတကယ်ကြတယ်ဆိုရင်တော့သူတို့နှလုံးပေါင်းခြင်းပါဖြစ်လေနံပါတ်၄လို့ဖြစ်နေတယ်ကေတာကနန်းကကျွန်တော်ချားချင်တိုင်းချားတာမဟုတ်တော့၆ကို၆မြင်လို့၄ကို၄မြင်လို့ခုံခုံမျိုးရှစ်ကို၈မြင်တိုင်းချားတာမဟုတ်ကနန်းတစ်ခုခုကတော့ဗျာပေါင်းခြင်းဖြစ်ဖြစ်သူတီအိုရန်ကြီးတစ်ခုခုကတော့ထည့်ပြရမယ်တဘောနော်အဲ့လိုထည့်ချပေးလိုက်တယ်အဲ့ညမှာဗျာတော့ကျွန်တော်သုံးတန်တာမှာကနန်းမတွက်ခင်ပြောပြ သူကအဲ့နေရာမှာပေါ့လေစောစောတော့ငါတို့ပြောပြီးပေါ့နော်လေးကူတလုံးပါမယ်ဆိုရင်ပါပဲဟာပါပါပါလို့ရတယ်ပေါ့လေအဲ့တော့ထိတ်စီးနံပါတ်6ရာဒီ6ကိုအတီးပြုတ်မယ်ဆိုရင်ပေါ့နော်ကနားမတွက်သေးဘူးနော်ဒီနံပါတ်6ကိုအတီးပြုတ်မယ်ဆိုရင်ဗျာဘေကနားမျိုးကသူ့အတွက်ဖြစ်နိုင်တယ်ပေါ့ဒီနံပါတ်၄နဲ့ဒီနံပါတ်၄ဆိုရင်ကနားဒီကနားနှလုံး6ကဒီနံပါတ်6လို့ကနားတွေးနေရတယ်ဗျာ ဒီမှာနံပါတ်၈ကြီးဖွင့်တယ်တဲ့ဒီ၈ကြီးဖွင့်တဲ့အခါမှာဟောဒီဟာနံပါတ်၅နဲ့ဟောဒီဟာနံပါတ်၃ကဘာဖြစ်လဲဒီနံပါတ်၅နဲ့နံပါတ်၃ဆိုရယ်ကနေ၈ကြီးဖြစ်နေတယ်ကဲဒီတပင်ကြီးလိုက်ပါအောင်ဒီမှာသူ၃ထိတ်ထဲတယ်အဲ့တုံးထိတ်ထဲတော့ဒီနံပါတ်6နဲ့ဒီနံပါတ်9က3ဆိုရယ်ကနသူတပ်ဖွင့်တဲ့တဒဏ်ကြီးတွေ့ရမယ်ဗျအဲ့တော့ကျွန်တော်တို့ဒီထိတ်စီဘေကနန်းထဲလို့ရှိရင် ကျွန်တော်ဒီနာဘငါနဲ့ဒီကနန်းကိုတော့ join မှာပေါ့နော်ဒါရောဖြစ်နိုင်လားပေါ့နောက်ကောင်းမစားတဲ့ဤအရင်ဆုံးရှင်းပြရတာလေဒါကောင်းဖြစ်နိုင်လားပေါ့ဖြစ်နိုင်တာမဖြစ်နိုင်တာတော့မသိဘူးလေမူကြတဲ့ကနန်းကလွယ်တဲ့ဤလည်းရိုက်ပြရတော့ပြောနော်အဲပြီးကြရင်ကိုပါရိုက်မယ်ဆိုစဉ်းစားချကြမယ်လေအဲ့တော့သူပါရိုက်လေဒီနံပါတ်6ဆိုရင်လို့ နော်ဒီနံပါတ်6ဆိုရင်ဒီကောင်ဒီကဏ္ဍလုံး6ကြီးရိုက်တော့တယ်ဗျာကောင်နံပါတ်6ဆိုရင်လို့ဒီကဏ္ဍလုံး6ကြီးရိုက်သေးတယ်ကွာနာကျွန်တော်တို့ဒီမှာနံပါတ်3လို့ထွက်ရင်လို့ဒီနံပါတ်6နဲ့ဒီနံပါတ်9နဲ့ကောသုံးကုန်သေးတယ်ကဲဒီညမှာဘယ်ထိပ်စီးကြမယ်ကိုလည်းမသိသေးဘူးအဲ့ကြမယ်ထိပ်စီးကိုဒီကဏ္ဍလုံးပေါင်းထည့်လိုက်ရင်အဲ့ထိပ်စီးကြမယ်ဆိုတော့အဲ့ထိပ်စီးကြမယ်ဆိုတော့ လေးကိုမိပြီးရိုက်ရင်တော့ကိုယ်ထည့်ရိုက်လို့ရတယ်နော်အဲ့ကျွန်တော်ရှင်းပြမယ်လေးကိုမိပြီးရိုက်ရင်ကိုယ်အနေနဲ့ရိုက်မယ်ဆိုရင်96ဆိုလေခဏတန်းတယ်ပြတော့ဒီကဒီ86လေးဆိုလေခဏဒီ6နှလုံးတွဲတာ96နေလမ်းကိုမယ်ဆိုတော့ရတယ်ဒီနံပါတ်လေးကိုကိုယ်မိပြီးရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ338ဆိုလေခဏရိုက်လို့ရတယ်ဒီ338ဆိုလေခဏရိုက်လို့ရတယ် ကျွန်တော်တို့ဒီညမှာဒီနံပါတ်လေးကိုကိုလိုမီရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ913ဆိုရင်ကနဆိုလို့ရတယ်913ဆိုရင်ကနဆိုလို့ရတယ်เนาะဒီလေးကိုမီပြီးရိုက်ရင်ဒီနံပါတ်လေးကိုကိုလိုမီပြီးတော့ကျွန်တော်ဆော့မယ်ဆိုလို့ရှိရင်ဒါနံပါတ်3ညာဆိုတော့ဘလူပြောင်းပြောခဲ့อยู่ဒီကနသုံးလုံးကိုလိုမီပြီးရိုက်လို့ရတယ်နော်ပေါင်းမီပြီးရိုက်လဲဒီကနသုံးလုံးကိုလိုမီလို့ရိုက်တယ်ဒီကနသုံးလုံး ိုးမိလို့ရိုက်လို့ရတယ်ဒီနှလုံးလေးလို့အတွဲလိုက်မိလို့ရတယ်ဗျာဒီကောက်ဒီနှလုံးလေးကိုဒီကနန်း၃လုံးကိုးကနေမိပြီးရိုက်လို့ရတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီကနန်းနှလုံးလေးကိုဒီကနန်း၃လုံးကိုးကနေမိပြီးရိုက်လို့ရတယ်အဲ့တော့ကျွန်တော်ဒီ684ဆိုတဲ့ကနန်းကိုဒီကနန်း၃လုံးကိုးကနေမိရိုက်လို့ရတယ်ဗောနော်နောက်ပတ်၃ညတော့ကျွန်တော်လည်းရှင်းတယ်လည်းမောပြီဗျာနော်ရှင်းခဲ့တယ်လည်းများပြီဆိုတော့ အဲ့လိုမျိုးမိရင်တုံရ၈လို့ဖြစ်လို့ရှိဒီနံပါတ်6ဒီနံပါတ်၄နဲ့နဲ့နဲ့ဒီ6ကြီးတည်ရိုက်မယ်ဆိုရင်အဲ့တော့ဒီနံပါတ်6ကိုဒီနံပါတ်5နဲ့တို့ဒီ6တည်ရိုက်မယ်ဆိုရင်ဒီနံပါတ်3နံပါတ်6နဲ့ခုနဲ့3တို့တည်ရိုက်မယ်ဆိုရင်နံပါတ်3ရဆို9 9ဆိုရင်ခဏကိုတုံရလို့တည်ရိုက်ဒါမျိုးထွက်တယ်တုံရ၈5လို့ထွက်တယ်နော်